ပဲဘကိုရိုင်းဒေသကြီးတရားဝရီခရိုင်တရားဝရီမြို့နယ်တွင်2024-2025ပညာသင်နှစ်တက္ကသိုလ်ဝန်ထမ်းဆောင်မွေးကိုမတ်လ18ရက်နေ့နနက်9:00နာရီမှစတင်၍ကျင်းပလျက်ရှိအားကျောင်းသားကျောင်းသူများအိချက်စွာဖြည့်ဆို့လျက်ရှိကြောင်းသိရပါသည်အဆိုပါတက္ကသိုလ်ဝန်ဆောင်မွေးကိုတရားဝရီမြို့နယ်အတွင်းရှိ စာစစ်ဌာနနှစ်ခုတွင်ကျင်းပလျက်ရှိအားအထက်ကတည်းတရားဝရီစာစစ်ဌာနတွင်ကျောင်းသားကျောင်းသူ364ဦး အထက်က30စာလိဌာနတွင်ចောင်းသားចောင်းသူ936ဦးစာလိဌာနနှစ်ခုတွင်ဖြည့်ဆိုးတဲ့ចောင်းသားចောင်းသူစုစုပေါင်း900ဦးခန့်ဝင်ရောက်ဖြည့်ဆိုးလျက်ရှိပါတယ်။တာယာဝတီမြို့နယ်ပညာရေးမှူးမှလည်းယခုလိုပြောကြားခဲ့ပါတယ်။2025ခုနှစ်တက္ကသိုလ်ဝင်စာမွေးပွဲကိုကျွန်တော်တို့တာယာဝတီမြို့မှာဆိုလို့ရှိရင်မတ်လ18ရက်နေ့မှ20ရက်နေ့ထိကျင်းပဖြည့်ဆိုးသွားမှာဖြစ်ပါတယ်။တာယာဝတီမြို့နယ်မှာဆိုလို့ရှိရင်ဘာသာရွဲ၄ခုနဲ့ဘာသာရွဲ၃ခုကိုဖြည့်ဆိုးသွားမှာဖြစ်ပါတယ်။ ဘာသာရေးတစ်ကတော့ကျွန်တော်သိပ္ပံဘာသာတွေ329ဦးဘာသာရေးတစ်ကတော့ဝိပ္ပံဘာသာတွေ980ဦးဘာသာရေးတုံးကတော့ဝိဇာဘာသာတွေတူစုစုပေါင်း900ဦးခြေဆိုသွားပါမယ်ကျွန်တော်တို့တာဝတီမြို့နယ်မှာဆိုလို့ရှိရင်တော့စာစစ်ဌာနနှစ်ခုရှိပါတယ်အထက်ကတတာယာဝတီစာစစ်ဌာနနဲ့အထက်က30စာစစ်ဌာနတို့ဖြစ်ပါတယ်အထက်ကတတာဝတီစာစစ်ဌာနမှာဆိုလို့ရှိရင်အတွင်းပြည်340ဦးပြည်ပြည်24ဦး စုစုပေါင်း364ဦးအထက်က30မှာဆိုလို့ရှိရင်အတွင်းပြည်465ဦးအပြင်ပြည်42ဦးစုစုပေါင်း936ဦးဖြစ်ဆိုသွားပါမယ်တာဝရီမြို့နယ်မှာအတွင်းမှာရှိတဲ့ចောင်းသူចောင်းသားများအေးချမ်းစွာဖြစ်ဆိုနိုင်ရေးအတွက်ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှအနီးကပ်ကြီးကြပ်၍ဌာနဆိုင်ရာအကြီးအကဲများမြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့မိသက်တပ်ဖွဲ့ကြက်ချီနီဖွဲ့များမြို့နယ်ရက်ွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များပြိုက်တာအဖွဲ့ဝင်များပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်ခင်ဗျာအဆိုပါတက္ကသိုလ်ဝင်ဆောင်မှုရဲ့ဖြေဆိုရာတွင်ကျောင်းသားကျောင်းသူများဘေးကင်းလုံခြုံစိတ်အေးချမ်းမြေ့စွာဖြေဆိုနိုင်ရေးအတွက်တရားဝင်ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရဲ့ကြီးကြပ်မှုဖြင့်ဌာနဆိုင်ရာဝန်ထမ်းများနေမြေခံတက်နေမှာတာဝန်ရှိသူများရက်ွက်ကြီးရအုပ်ချုပ်ရေးမှုများရပ်မိရဖများကဝိုင်းရုံးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပါတယ်ရှင်